လူတွေမဲဟေးတဲ့မိန်းကုံးတွေထဲမှာအခြေခံတကြဆုံးအမဲတန်းပြန်ပြန်မင်းနေရတဲ့မိန်းကုံးတစ်ခုရှိပါတယ်။အဲ့ဒါကတော့ငါဟာဘသူလဲဆိုတာပါပဲ။ကဲဒီနေ့မှာတော့ရှဲဟောင်းအရှဲတန်းရဲ့ဉာဏ်ပညာတွေချေကိုခီးထပ်ပြီးအတ္တဆိုရဒီနေ့နဲ့နဲ့ယူဆန်ကိုသူတို့ဘလို့ချင်းကတ်ခဲ့ကြတယ်လဲဆိုတာအတူတူစူးစမ်းကြည့်ကြရအောင်။ကျွန်တော်တို့ရဲ့ဒီရှာဝေရွေးခရီးကိုလွန်ခဲ့တဲ့နှစ်ပေါင်းထောင်ချီကရှေယောင်ဥပနိရှတ်ကျမ်းထဲကစကားပြောခန်းလေးတစ်ခုနဲ့ဆက်လိုက်ချင်ပါရဲ့ ။ဒီမေခွန်းလေးကကျွန်တော်တို့ရဲ့အတွေးတွေကိုနှိုးဆွယ်ပေးပြီးနည်းနည်းတဲ့အဖြေတစ်ခုကိုရှာဖွေဖို့အတွက်လိုင်းချင်းပေးနေတယ်လို့ပါပဲ။ပရမသောအဖြေကတော့ရှင်းရှင်းလေးပါပဲ။ဟုတ်တယ်လေ။နေုံကြီးကကျွန်တော်တို့ကိုမြင်နိုင်ဖို့အလုံးလုံးနိုင်ဖို့အတွက်အလင်းပေးနေတာပဲမဟုတ်လား။အရန်လက်တွေ့ကြတဲ့အဖြေတစ်ခုပေါ့။ဒါပေမဲ့ဆလင်းကဒီမှဒီမပြီးသွားဘူး။ဒီစကားဝိုင်းကအပေါင်းရန်အဖြေလေးတွေနဲ့ကျင်းနေမနေပါဘူး။အလင်းရောင်ရဲ့အတေးဘဲကိုပိုးပြီးနက်နက်နဲ့တူးစော့ကြည့်နေရပါ။อืม နေမရှိတော့လာရောက်ပေါ့ဒါကလည်းယွတိကြတဲ့နောက်ထပ်အဖြစ်တစ်ခုပါပဲစဉ်းစားတွေးခေါ်မှုကတဆင့်ပြီးတဆင့်ရှစ်ဆင့်နေစဲပါအခုအဆုံးဆုံးမိခုံရွတ်လာပါပြီပြင်ပကအလင်းရောက်ကလေးအလုံးပျောက်ခွဲသွားတဲ့အခါကျွန်တော်တို့ကိုဘေယာကလိုင်းပြပေးမှလဲဒီမိခုံကပဲကျွန်တော်တို့ရဲ့ဆွေးနွေးမှုကိုပြင်ပလောကနဲ့အတွင်းစစ်တကယ်အတ္တဆိုတဲ့အကြောင်းအရာစီကိုဥတီသွားစေခဲ့ပါတယ် ကဲဒီနေ့နဲ့တဲ့မိခေါ်အပ်တဲ့ပထမဆုံးအထီးကအဖြေကိုကြည့်ကြအောင်ဒါကတော့ဗေဒာတွဲခေါ်တဲ့အတန်းနှလုံးကနေထွက်ပေါ်လာတဲ့အာကောင်းတဲ့အမြင်အထုအခုပါသူတို့ရဲ့အမြင်ကတော့အတ္တဟာအရာအားလုံးပဲတဲ့ဒီအမြင်ကိုနားလေဖို့ဆိုရင် Brahman ဆိုတာကို အရင်သိဖို့လိုပါတယ်။ Brahman ဆိုတာကဘာလဲဆိုတော့စဉ်းစားကြည့်လေ စัจจဝလာကြီးတစ်ခုလုံးရင်အရင်အမြစ်အရာအားလုံးဖြစ်ပေါ်လာပြီး အရာအားလုံးပြန်သွားရမယ်တစ်ခုတည်းတော့အမှန်တရားကြီးဒါမှမဟုတ်မဟာဝိညာဉ်ကြီးပေါ့ဒီစကားကတော်တော်လေးနက်နဲပါတယ်ဘာကိုဆိုလိုချင်တာလဲဆိုတော့ကျွန်တော်တို့တယောက်ချင်းစီမှာရှိတဲ့အတ္တဆိုတာလေတကယ်တော့အဲ့ဒီဗျမန်ဆိုတဲ့စัจจဝလာရဲ့မဟာအတ္တကြီးရဲ့အစာနာလေးတစ်ခုပဲလေပင်လေကြီးတဲ့ကရေတစ်ဆက်လိုပေါ့ဗျာဆိုတော့ဒီလန်းစင်ရဲ့ဖန်တိုင်ကရှင်းရှင်းလေးပဲ ကိုရဲ့တူချင်းဝိညာဉ်ကစက်ကြဝလာရဲ့အဆုံးစုံအမှန်တရားကြီးနဲ့တခုတည်းပဲဆိုတော့ကိုကိုတိုင်းတိမြင်ခန်းစားဖို့ပဲအဲ့ဒါဟာအင်ပလန်ရောသွားသူတို့ခန်းစားရခြင်းမျိုးပဲပေါ့ကဲအခုနကအမြင်ကိုလုံးဝကရရှိစွာဒီဂရီပြောင်းမြင်လန်ချလိုက်တဲ့အတွေ့အခေါ်တစ်ခုကိုကြည့်ကြရအောင်ဘုရားဘာသာကဒီမေခွန်းကိုလုံးဝကွဲပြားတဲ့ရှူးထောင်းကနေချင်းကက်ခဲ့ပါတယ် ီမှာရှင်ကြည့်လိုက်ရင်ဌာနချက်ကရှင်းနေတာပဲတခက်ကအရာအလုံးနဲ့တသားတိကြတဲ့ vartheta အတ္တရှိတယ်လို့ပြောတဲ့ချိန်မှာဗုဒ္ဓဘာသာကတော့အဲ့ဒီလိုတည်မြဲတဲ့ငါဆိုတဲ့အစွဲအလန့်ကကိုမဲ့စင်ရဒုက္ခရဲ့အရင်အမြတ်လို့ဆိုပါတယ်ဒီနေရာမှာတုံညတ်တဆိုတဲ့စကားလုံးကအရေးကြီးလာတယ်ကင်းမဲ့ခြင်းပေါ့ဒါကလုံးဝပါမှမရှိဘူးလို့ပြောတာမဟုတ်ဘူးနော်ရာအလုံးဟာအကြောင်းတရားတွေပေါ်မှာမိတီနေတာသူ့ဘာသာသူတီးခြားရက်တီနေတဲ့ပင်ကိုဘိုးတရားဆိုတာမရှိဘူးလို့ဆိုလိုတာပါ လိုင်းလုံးကိုစဉ်းစားကြည့်လိုက်ပင်လယ်မရှိဘဲလိုင်းဆိုတာတိကျရှိနိုင်လို့လားအဲ့ဒီလိုပါပဲအိန္ဒိယရဲ့အဖြေကြီးကရာအလုံးနဲ့ဘာမှမရှိဆိုတဲ့အစုံတစ်ဖက်ကိုရောက်သွားတယ်။ကဲအခုတရုတ်ပြည်ဘက်ကိုခီးဆက်ကြည့်ရအောင်။သူတို့ကတော့အတက်ကိုလူအဖွဲ့စည်းနဲ့တဘာဝတရားကြားကတဟဆာတဖြစ်ချင်းဆိုတဲ့ရှုထောင့်ကနေကြည့်ခဲ့ကြတယ်။ကွန်ဂျူရှင်ဝါဒမာတို့လို့လူတယောက်ရဲ့အတ္တဆိုတာ တယောက်တည်းတူးခြားရှိနေတာမဟုတ်ဘူးမိဘနဲ့သားသမီးမိတ်ဆွေအချင်းချင်းအုပ်ချုပ်သူနဲ့ပြည်သူဒီလိုဆက်ဆံရေးတွေထဲမှာကိုတာဝန် ကိုကြည်ပွန်ခြင်းအဖင်သာကိုရဲ့တံပိုးနဲ့ကိုပိုင်လက္ခဏာကပြည့်စုံလာတာလို့မြင်ပါတယ်တယောက်အထွေခေါ်မှာနောက်တစ်မျိုးရှိသေးတယ်အဲ့ဒါကတာဝါရပေါ့သူတို့အမြင်ကိုရှင်းပြဖို့ခြွင်းစုကျန်တဲ့ကအသုံးမဝင်တဲ့တပင်းပုံပြင်လေးတပုတ်နဲ့စလိုက်အောင်လူဒီအမြင်မှာအသုံးမဝင်လို့ဘယ်သူမှမခုတ်တဲ့အတွက်အဲ့ဒီတပင်းကဘာဖြစ်သွားလဲဆိုတော့ အနောက်ရှက်ခင်ခင်နဲ့အဲရမတပင်ကြီးထက်လာပြီးလူတွေကိုအယိအာဝါဒပေးနိုင်ခဲ့တယ်။ဆိုတော့သူ့ရဲ့အားနည်းချက်လို့ထင်ရတဲ့အရာကပဲသူ့ရဲ့အကြီးမားဆုံးအားထက်ချက်ဖြစ်သွားရော။ဒီပုံမျိုးကဘာကိုပြောနေလဲ။တကိတာမိုးဆိုတာသူများတွေသတ်မှတ်ထားတဲ့ပုံစံခွက်သေးဝင်အောင်ကြိုးစားနေတာမျိုးမဟုတ်ပဲကိုယ့်ရဲ့ပင်ကိုယ်တဘာဝအတိုင်းစီစဉ်ရှင်သန်ခြင်းကနေလာတာပါတဲ့။ဒါဟာတာဝဝါရရဲ့အသည်းနှလုံးပဲ။အေးရောတာဝဝါရီတွေပြောတယ်တောက်ဆိုတာပါလေ။ အလဲပြောရရင်စစ်ကြောဝလာကြီးတစ်ခုလုံးရဲ့တဘာဝစီစဉ်မှု a natural flow ပေါ့အဲ့ဒီစီကြောင်းကိုစန့်ကျင်တိုက်ခိုက်နေမိအစားအဲ့ဒီတိုင်လိုက်ပါစီးမျောတွက်လာကပဲငင်းချမ်းရင်းရဲ့လန်းစာပါပဲကဲပြန်ချုပ်ကြည့်အောင်အိန္ဒိယကအတ္တဟရာအောင်လုံးဒါမှမဟုတ်ဘာမှမဟုတ်လို့ပြောတယ်တရုတ်ကတဟာဇာတာဖြစ်ချင်းလို့ဆိုတယ်အဖြေတွေကတော့မတူဘူးပေါ့ဒါပေမဲ့အရင်စိတ်ဝင်စားဖို့ကောင်းတာကသူတို့အားလုံးညွန့်ပြနေတဲ့လက်တွေ့ချင်းစင်တရားတော့တော်တော်လေးစင်တူးနေတာပါပဲ ဒီကြံစင်နေအလုံးရဲ့ရည်ရွယ်ချက်ကအတူတူပဲကျင်းမြောင်းတဲ့ငါဆိုတဲ့အစွဲကိုကြော်လွားပြီးပိုကြီးမားတဲ့အမှန်တရားနဲ့ချီဆက်ဖို့ပဲဥပမာယောဂဆိုတာစိတ်ရဲ့အတွေးလိုင်းတွေကိုညင်းတဲ့အောင်လုပ်တာအဟိန္ဒဆိုတာဘယ်သက်ရှိကမှမထိခိုက်အောင်နေပြီးကာအသည့်တွေမဖန်တီးတာဝူဝေကတော့မြေရည်ကြီးတိလို့တဘာဝတရားနဲ့အညီအားမဆိုင်ပဲလက်လျောညီထွေနေထိုင်လှုပ်ဆောင်တာပေါ့ဒီစကားကအဆုံးစုံပန်းတိုင်ကိုအញ្ញမ်းလန့်အောင်အနှစ်ချုပ်ပြထားတယ် လောကဒဏ်ကြီးတက်လိုက်ကြလိုက်ထိနေတဲ့ကြားမှာပိတ်မိမနေပဲအရာအားလုံးကိုညံပညာနဲ့ရှုမြင်ပြီးဘွားထဲမှာတွေ့တာမှုကင်းကင်းနဲ့အဖြစ်ဝတ်ပါဝင်နေထိုင်နိုင်တဲ့အခြေအနေမျိုးကိုဆိုလိုလားပါဒီရှင်းဟောင်းအတွေ့အခေါ်တွေတာစာအုပ်ထဲမှာပဲရှိနေတာမဟုတ်ပါဘူးနောက်ဆုံးမှာသူတို့ကကျွန်တော်တို့ကိုမေးခွန်းတစ်ခုနဲ့ထားခဲ့ပါတယ်ငါဘသူတဲ့ဆိုတဲ့အဖြေကိုအတဲအတန်လိုက်ရှာနေတာကိုခဏရက်ပြီးအခုပစ်စုပန်တဲ့တဲ့မှာပဲရိုးရိုးရှင်းရှင်းရှင်းတန်နေထိုင်ကြည့်လိုက်ရင်ကောဘလို့အဓိပ္ပာယ်တစ်တည်းကိုရှာတွေ့သွားနိုင်မလဲ